မိမိကိုဘာကြောင့်ခြောက်တာလဲဆိုတဲ့အကြောင်းရင်းလေးကိုမမောဝဒီဗီဒီယိုလေးမှာပြပြပေးမယ်။ Viber မှာမိမိကိုခြောက်တဲ့အမျိုးသားနဲ့အတူမနေခြင်းမှုအတူမနေခြင်းနဲ့စိတ်တွေဖြစ်ကြတဲ့အမျိုးသမီးတွေတော်တော်များကြတယ်ပေါ့နော်။ဒါကတကယ်တော့မမိုးတို့ရဲ့အမျိုးသမီးခန္ဓာကိုယ်မှာစက်မရည်မကောင်းမှုဆိုတာကိုပြတယ်။အဲ့တော့မိမိကိုခြောက်တာကဘလို့အခြေအနေမျိုးတွေမှာခြောက်လဲဆိုရင်မမိုးတို့ရဲ့အမျိုးသမီးဟော်မုန်းတစ်မျိုးဖြစ်တဲ့ အစ်စတိုဂျင်ဟော်မုန်းအားနည်းလို့ရှိရင်မိမှုကိုခြောက်တယ်အဲ့တော့ဘလို့အခြေအနေမျိုးတွေမှာအားနည်းနိုင်လဲဆိုရင်ဒီ40ဒေါ်လာရင်လည်းခန္ဓာကိုယ်ကအလိုလျောက်ကိုညှော့နေလာတယ်။အာမိရဲ့သုံးခံနည်းအမျိုးသမီးတွေမိရဲ့သုံးပြီးသွားအမျိုးသမီးတွေဆိုရင်ဒါကဟော်မုန်းတွေကအားနည်းလာတယ်။အဲ့လိုမျိုးသမီးတွေမှာမိမှုကို6ချင်းကိုပိုဖြစ်တယ်။အဲ့တော့ အရွယ်မရွေးလဲဖြစ်နိုင်ပါတယ်ဥမာဘောကိုဝင်ဆောင်နေရတဲ့အမျိုးသမီးတွေ no time meet ခင်နေအဲ့လိုအမျိုးသမီးတွေမှာလည်းမိမကိုချောင်းနိုင်ပါတယ်ပြီးသွားလို့ရှိရင်ကိုဝန်တားတဲ့အရာတွေသုံးတယ်ဟော်မုန်း2မျိုးပါတယ်ဒီတောက်တဲ့အရာတွေထိုးတဲ့အရာတွေသုံးနေရလို့ရှိရင်လည်းမိမကိုချောက်တယ်ပြီးသွားလို့ရှိရင်ဘောနော်ကင်ဆာကုထုံးအကုသမှုခံယူနေရတဲ့သူတွေအပြီးလို့ရှိရင်မမိုးတို့ဒီလိုမျိုးပေါ့နော်အယောဂါအပြင်းထန်အတွက်အဲအင်္ဂလိပ်သေးတွေတောက်သုံးနေရတဲ့သူတွေဖီချိုယောဂါရှိတဲ့သူတွေမှာလည်းမိမကို၆တယ်ပေါ့နော်အဲ့တော့ မိမကိုခြောက်လို့ရှိရင်မမိုးတို့ကဘလို့လေးတွေအဲတက်တာအောင်လုပ်ပေးမလဲဆိုရင်မိမကိုဟိုပေါ့နော်ဆုတ်ဆုတ်သေးတဲ့စီရံလေးတွေတုံးပေးတာမျိုးအတူနေတဲ့အခါမှာလည်းမမိုးတို့ချောစီလို့လိုမျိုးတုံးပေးတာမျိုးအ ူနေတဲ့အခါမှာစိတ်မပါတဲ့အခြေအနေမှာမနေတာမျိုးပေါ့เนาะအဲ့တော့အမျိုးသားတွေကလည်းနားလည်ပေးရမယ်အဲ့တော့မမိုးတို့ဒီလိုအခြေအနေမျိုးမှာဆိုရင်မမိုးတို့ဟော်မုန်းကိုအားကောင်းစေတဲ့ညီမျှစေတဲ့အမျိုးသမီးဖြစ်ဆက်စားအကူအညီလေးတွေကိုယူပေးလို့ရတယ်ဒါကြောင့်ဒီလိုမျိုးမိမကိုတွေခြောက်နေတဲ့အမျိုးသားနဲ့အတူမနေခြင်းမှုအတူနေတဲ့အခါမှာလည်းသွေးပါတာမျိုးမိမကိုကပူဆက်ပူလောင်ဖြစ်နေတာမျိုးတွေကို တတ်တာချင်းနေဆိုရင်တော့မမိုးစီမှာအမျိုးသမီးဖြစ်သက်သာကောင်းလေးတွေရှိတယ်။မှာယူချင်တဲ့သူတွေကမမိုးကိုတတော်စီပြီးဒါမှမဟုတ်ရင် profile မှာပေးထားတဲ့နံပါတ်ကလေးကနေဖုန်းဆက်စာပို့လို့ရပါတယ်။မိမကို၆တာကိုလေမူစကူဒူးတဲ့နေရာပဲတွေးနေတဲ့အမျိုးသမီးတစုရှိတယ်။ဒီနေ့မမိုးကခေါင်မိုးသွားချင်းနေ။အဲ့တော့အမျိုးသမီးတွေစုံကြတယ်၊စကားတွေဆက်ဆက်မိကြတယ်။အဲ့ဒီမှာအ30ကျော်ညီမလေးကကြတော့သူကမိမကိုတွေ၆တယ်။အဲဒီလိုမျိုးပေါ့နော်။ အဖြူတွေဆင်းနေလို့ဆိုပြီးတော့မမိုးစီကအာဒီဖြစ်သက်တာလေးမာယူမယ်လို့ပြောလိုက်တဲ့အချိန်မှာအသက်90လောက်ရှိတယ် အမတယောက်ကကြာတော့အေးနဲ့ငါတို့လည်းမိမကို၆တယ်ဒါပေမဲ့လည်းမလိုအပ်တော့ဘူးတဲ့အဲအဲ့လိုမျိုးပြောတယ်ပေါ့နော်အဲမမိုးအရာနဲ့အေးမိမကို၆တယ်ဆိုတာလို့ဒီအမျိုးသားနဲ့အတူနေတဲ့အရာမူစကူဒူးတဲ့အရာတခုလည်းတော့မဟုတ်ဘူးလို့မိမကို၆တယ်ဆိုတာအမျိုးသမီးတယောက်မကြမ်းမာတော့ဘူးဆိုတာသူကပြနေတာလို့မိမကို၆ရင်နောက်ဆက်တွဲမိမကိုတွေပူဆက်ပူလောင်ဖြစ်မယ်ပိုးတွေဝင်ရောက်လွယ်မယ်အာအဖြူတွေဆင်းမယ်အနံ့ဆိုးတွေထွက်မယ်နောက်ဆက်တွဲအမျိုးသမီးယောဂါတွေဖြစ်တာလို့ မိမိကို၆နေပြီးတော့ခန္ဓာကိုယ်မှာဟော်မုန်းဓာတ်တွေလိုအပ်နေပြီးကိုကတိတ်မကြခင်မှာအမျိုးသမီးယောဂါတွေဝင်ရောက်လာနိုင်တယ်ဆိုတော့အချက်ပေးတာလို့မမိုးကပြောပြတော့မှအေးအဲ့လိုလားတဲ့အဲ့လိုလို့မမိုးတို့နိုင်ငံမှာလေကြိုတင်ထိမ့်သိမ်းမှုကအရန်အားနေတဲ့အတွက်အသက်40 50ရာလေတကယ်ကိုမှပြောရမယ်ဆိုရင်ဥစားပြီးတော့ အာတကြွမှုတွေနုပြုံမှုတွေလုံးဝမရှိတော့တာเนาะအဖွားသူတို့ကိုသူတို့အဖွားကြီးတယောက်လို့သဘောထားတာ90ဆိုတာတကယ်တော့အွယ်ကောင်းမဲရှိသေးတယ်လို့အာနဲ့မမိုးကပြောတယ်မမိုးဆိုရင်40ကျော်ပြီလို့အာသူတို့ကမမိုးကိုငယ်သေးတယ်လို့ထင်တာ no မမိုးတို့နိုင်ငံမှာကလေရှီရင်းဆွဲအသက်အရွယ်ထက် ပိုပြီးတော့အိုမင်းရင့်ရော်နေတာက ခန္ဓာကိုယ်မှာအာဟာရဓာတ်တွေ အဲ့လိုမျိုးပေါ့နော်လိုအပ်နေသလောက်ကိုမဖြည့်တင်ပေးနိုင်လို့သူများနိုင်ငံမှာဆို collagen နေ哦 calcium နေအကုန်လုံးတောက်ကြတာ hormone နေ lichen gan နေစိတ်ကိုပျော်ရွှင်ထားကြတယ်မမလို့နိုင်ငံမှာကြတော့တကယ်ကိုမှလူတွေကအာပြောရမယ်ဆိုရင်ဟိုရေရှည်အတွက်မတွေးပဲနဲ့ရေတိုအတွက်မတ်တက် လူမမဘွားလေးကိုအကျဉ်းနဲ့နေကြတယ်ပြီးလဲပြီးရောအာအိမ်အိမ်ကုန်း အစီးပွားတွေကုံတဲ့အထိကျမ်းမာရေးတွေက လိုက်စားပြီးတော့နောက်ပိတ်ဆုံးတော့အရွယ်ငယ်ငယ်နဲ့ပဲလူပွားကြီးကိုဘိုင်းပိုင်းလှုပ်သွားရတဲ့လူတွေအများကြီးပဲဒါကြောင့် ကျမ်းမာခြင်းတက်အရေးကြီးတာအရင်မရှိဘူးလေနော်အဲ့တော့ဆွဲကြိုးကြီးတွေဝတ်ထားကြတယ်လက်ကောက်ကြီးတွေဝတ်ထားကြတယ်ဒါပေမဲ့အသားရည်တွေအိုမင်းရင်းရော်ပြီးတော့မတ်တက်လူပမာတွေယောဂါတွေကဂျုံဂျုံကြပြီးတော့အိုစနာကြနေကြတယ်ဒါကြောင့်မိမိဒေါက်တာဖြစ်ဖို့လိုတယ်ကိုကိုကိုကြိုတင်ထိမ့်သိမ့်ဖို့လိုတယ်ဆိုတာလေးတွေဘဟုသုတလေးတွေနဲ့အခုခေတ်မှာဆိုရင်ဖုန်းတစ်လုံးကိုအရင်ပြူပြီးတော့မမိုးတို့အများကြီးလေ့လာလို့ရတယ် ထိမ့်သိမ်းဆောင်ရှောင်းလို့ရတယ်ဒါကြောင့်မိမကိုခြောက်နေတယ်ဆိုတာအိမ်တော်ရဲတစ်ခုရဲ့မူစကူဒူးတာတစ်ခုရဲ့မတွေးပါနဲ့ကိုယ့်ရဲ့ကျမ်းမာရေးအသက်ကိုအမ်ပြောရမယ်ဆိုရင်ခယူဆိုင်ပါတံမိုးထားပါလို့မမကပြောချင်တယ်ဒီနေ့တော်တော်လေးကိုမျက်လုံးပြူးသွားတယ်အစ်စေးပဲမိမကိုခြောက်တာကလည်း